ဆက်ကအနစ်စက်တပါဝင်ဗန်းမော်မျိုးရှိစစ်ကောင်စီလက်ကျန်စခန်းအလုံးကို KIA KPDF ပူးပေါင်းတဲ့ယင်းနေ့တပြိုင်တည်းထပ်မံထိုးစစ်ဆင်စစ်ကောင်စီကဖားကန့်ဒေတာပြန်လဲထင်းကျုံနိုင်ရင်အင်အားများပြားဖြင့်ထိုးစစ်ဆင်နေလို့တိုက်ပွဲပြင်းထန်နေပါတယ်ဖားကန့်လမ်းမဥပင်ဒေတာမှ AB 24ရက်ညတွင်စစ်ကောင်စီတပ်စစ်ကြောင်းအားကြားဖြတ်တိုက်ခိုက်ရာစစ်ကောင်စီတပ်ထံမှလက်နက်ခဲရဲများစွာရရှိဟုစစ်ရေးတရင်မြစ်ကအတိပေးပါတယ်ထို့ပြင်ရန်သူတီအလောင်းများစုပစ်ထားခဲ့ပြီးစုခွာသွားပါတယ်ထို့နောက်ကချင်လွတ်လပ် ရေးတက်မတော် KIA နဲ့မဟာမိတ်ပူးပေါင်းတပ်များကဗမ်းမော်မျိုးရှိစစ်ကောင်စီလက်ကျန်စခန်းအလုံးကိုယနေ့အေးပြီး25ရက်နေ့နဲ့ဆောတွင်တပြိုင်တည်းထိုးစစ်ဆင်နေကြောင်းစစ်ရေးတရင်ရင်းမြစ်များကပြောပါတယ် KIA ဥဆောင်တီပူးပေါင်းတပ်ကအေးပြီး25ရက်နေ့နဲ့၄နာရီခွဲမှစလေထိုးစစ်ဆင်ခဲ့ရာတိုက်ပွဲပြင်းထန်နေဟုကချင်စစ်ရေးတရင်ရင်းမြစ်ကတည်ရပါတယ်စက္ကတာ20တခုတည်းမဟုတ်ဘူးစစ်စခန်းအလုံးကိုတိုက်တာဗမ်းမော်မျိုးမှာရှိတဲ့စက္ကစခန်းတွေအကုန်လုံးကိုတပြိုင်တည်းထိုးစစ်ဆင်နေတာဟုကချင်စစ်ရေးတရင်ရင်းမြစ်ကပြောပါတယ် KIA နဲ့မဟာမိတ်များကဗမ်းမော်မြို့ရှိခလာရ49တရင်တို့အားထိုးစစ်ဆင်တိုက်ခိုက်ပြီးစစ်ကောင်စီကလည်းခလာရ49တတူညအင်ဂျင်အားလေးကြောင်းတိုက်ခိုက်နေပါတယ်မှုများလက်နက်ကြီးပစ်ခတ်မှုများကို AB 25ရက်နေ့အထိမုံလွယ်ပိုင်းထိပြုလုပ်လျက်ရှိကြောင်းသိရပါတယ်ဖားကန်လန်းကြောင်းမအူပင်ကနေကြောက်ဖြာအထိ KIA ထိန်းချုပ်ထားတဲ့နေရာကိုပြန်ရချင်လို့လမ်းကြောင်းလာဖွင့်တဲ့သဘောပါမနစ်ကနန်ရနဲ့နန်တိတ်အဓိကစခန်းကုန်းတွေကိုပူပေါင်းတက်ကတင်ပိုက်ထားတော့ရိတ်ခါလက်နက်လူပိုမရဖြစ်နေတာ။ ဒီလမ်းကြောင်းတစ်ခုတည်းကပဲစစ်တပ်ကအားကိုးနေရတာဟုစစ်ရေးတရင်မြစ်ကပြောပါတယ်လက်ရှိတွင်စစ်ကောင်စီကမြကြီးနားမြောက်ပိုင်းတိုင်းစစ်ဌာနချုပ်မှရင်ငါးစီးဖြင့်ဖားကန်တနိုင်းလန်တိုင်းစစ်အင်အားများပြားဖြင့်ဖားကန်လမ်းဘက်တက်သွားလို့သိရပါတယ်မအူပင်ကြေးရွာနာအထိနာဆုပ်ပြေးသွားတဲ့စခါတွေကိုပူဖို့လို့ယူဆက်ရတယ်ဟုတရင်မြစ်ကပြောပါတယ်အခြားကချင်းတရင်မြစ်ကလည်းကာမိုင်းလဝဘက်ကနေအဲ့ဒီလမ်းကျော်တိုင်းနန်ရလမ်းကျော်တိုင်းသူတို့ကစစ်အင်အား၅ရာလောက်ရှိတဲ့စခန်းနဲ့အန်အေပြည်သူစစ် ပူပေါင်းပြီးထိုးစစ်ဆင်တာမနေ့ကနေလှုပ်ရှားလာတာဟုဖားကန်ဒေတာစီရေးအခြေအနေကိုပြောပါတယ်ထို့အပြင်အင်းတော်ကြီးတာမခန့်လုံးတုံတုံပြင်ဘက်တွင်လည်းအင်အားသုံးရခန့်စစ်ကြောင်းတစ်ခုဖြင့်စစ်ကောင်စီကထိုးစစ်ဆင်နေသည်ဟုကချင်တရင်းမြစ်ကပြောပါတယ်အကြမ်းဖက်စစ်တပ်ကကချင်ပြည်နယ်နဲ့စစ်ကိုင်းဆက်ရှိမော်ဟန်ရွာကိုလည်းအအေပြည်သူစစ်များနဲ့စကားအနှစ်ဆက်တို့ကပူပေါင်းကအင်အားသုံးရဝန်းကျင်ဖြင့်စစ်ကြောင်းထိုးလာရဲ့ပြည်သူများမှထွက်ပြေးလိမ်ရှောင်ခဲ့ရကြောင်းဒေတာပြည်သူများကပြောပါတယ်သူတို့ရည်ရွယ်ချက် ဖားကန့်ကိုပြန်ပြီးမှထင်းကျုံငိုင်အောင်ပေါ့မနေ့ကနေစပြီးစီးရေလှရှလာတာဟုသိရပါတယ်တရုတ်ကူညီဖြင့်စစ်ကောင်စီကဂိုကန်တက် NNDA ကိုဖိအားပေးအပြည့်အစဲထားနိုင်သည့်အခြေအနေတွင် KIA နဲ့ DNA နဲ့မြင်များကိုစစ်ကောင်စီကပုံမထိုးစစ်ဆင်လာနိုင်ကြောင်းကချင်းစစ်ရေးလေလာသူဦးစော်ဆန်ကပြောပါတယ်ရှမ်းမြောက်နောင်ချုံမြို့နယ်တွင်လည်းစစ်ကောင်စီက DNA ကိုနေ့စဉ်တိုက်ခိုက်နေသည်လို့သူကပြောပါတယ်ဖုံရံသူဖြစ်တဲ့ဆက်ကဆက်ကို KIA DNA AFBB AA အားလုံးလက်တွဲပြီး မတိုက်တရွေတော့တရုတ်ကူညီနဲ့အာနာရှင်ဇကဆာတဆိုးရှင်နိုင်ပါတယ်။နှွေဦးတော်လည်းရေးတက်ဖွဲ့တွေပဲတိုက်နေရင်တော့စကပြုတ်ချဖို့မလွယ်လောက်ဘူးအားလုံးဝိုင်းတိုက်မှရမှာပါဟုဦးစော်ဆန်ကပြောပါတယ်စစ်ကောင်စီက AB နှစ်ရက်မှ20နှစ်ရက်ထိအပြည့်ရစဲမိဟုကြေညာစဉ်က KIA ကလည်းရင်းရဲတိုင်းထိုးစစ်ဆင်မှုရဆိုင်ကြောင်ကြေညာခဲ့တော်လဲစစ်ကောင်စီကဗန်းမော်ပါဝင်ကချင်ပြည်နယ်ရှိမြို့ရွာများ၌ လေကြောင်းတိုက်ခိုက်ခြင်းမြေပြင်ထိုးစစ်ဆင်ခြင်းများပြုလုပ်ခဲ့ပါတယ်ထို့ကြောင့်ပြောနေအလုံမီညီတီစစ်ကောင်စီက AB 23ရက်မှ AB 30ရက်အထိအပြည့်ရက်မီဟုထပ်မံတက်တန်းတို့ကြောင့်ဟန်ပြကြေညာခဲ့တော်လဲ KIA ကထိုးစစ်ရဲဆိုင်မှုထပ်မံတက်တန်းတို့ခြင်းမပြုလုပ်ခဲ့တော့ပါဘူး